အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတင်စာပေးချင်တဲ့ဇာတ်လမ်းလေးကတော့ဟင်းဖြိုးမောက်ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းစာစိုးငွေဖြိုးတို့စော်စီစီတစ်တော်ဝဲဆောင်နဲ့ကိုလားရွှေဖြစ်နေပြီလူစုဖမ်းဖို့တာဝန်နေချင်နေတာအရာသူဖမ်းမယ်လူကလည်း သူနဲ့အပွားညီကိုစိုးရွှေဖြိုးနှစ်ယောက်ကရုပ်တင်မဟုတ်ဘူးသမဲကြီးတွေပါဆင်နေတာပြီးတော့ငနေကချင်းလင်းတူတူတွေပါမတရားချွာပြီးညာချပြူလို့ဆိုအသကုံတီးထုတ်တာဒါဒီအစင်းလေးနဲ့တိတ်လိုက်တယ်တော့မအောင်နိုင်ဘူးကိုမပြီးတော့ငနေရာသွင်းတွေပါ ပေးဖတ်ခိုင်းတာသူတို့ငငယ်တုန်းကအချောင်းတွေသူ့အဖေနဲ့အမေကလူစိုးရိုက်လို့တေးပြီးစိုးရွှေဖြိုးကလူစိုးတွေဖားသွားတာသူ့ကြတော့သူ့ပါကြီးမွေးသားပေးလို့ကိုလားရွှေဖြစ်လာပြီးသူလဲစိုးရွှေဖြိုးတို့အဖွဲကို ဖြိုခွင်းဖို့တယောက်တည်းထိုးချလာလိုက်တယ်အရာလမ်းမှာ ဝူခုံးကအထူးခံရလို့တွန်းလုံးတွန်းဆိုပြီးဝင်ကယ်ပေးရသေးတယ်ပြီးတော့ဝူခုံးအကူကြီးတွေပဲသူတဲမဲ့ဝမ်ပူရိရောက်လာပြီးသူကဝမ်ပူပူသားရဲ့တငယ်ချင်းဘာညာမိတ်ဆာသူ့ကိုသူကိုလာရွှေဘာညာပြောပြီးဒီမှာတဲချင်းတွေတို့တင်ချဲတို့လုပ်နေတော့ဝမ်ပူညမခွန်အားဖြိုးမောင်းနိုင်ဝမီတောက်ပေါ်ရောက်လာပြီးရှူရှယ်ရှူရှယ်နဲ့တခါမိတ်ဆက်ပြန်ရောဟိုမှာအဲတုန်းကနိုင်ဝမီတောက်ကတကယ်ခွန်အားဖြိုးမောင်းအဲ့ဒါခွန်အားဖြိုးမောင်းတော့သုံးငယ်ဖြိုးလဲအသောကုန်းလေးပြောပြီးဒီမှာ ဲစားလိုက်တော့လိုက်နဲ့ဘိုးမကူလာရွှေဂုံစင်းချက်ကတော့အရာသူဂုံစင်းသလိုဒီဘက်ကဟင်းကလည်းကောင်းပေါင်းတို့အဖွဲနဲ့ပစ္စည်းလာလေတာဘာမီတွေထုံးစာတိုင်းပစ္စည်းလေတာနဲ့ရန်ဖြစ်တော့ဟင်းတို့လည်းတနတ်ကိုနိုင်တဲ့အတိုင်းမရှိတာနဲ့ကြောင်တော်တော်ဖြစ်နေတော့တော်သေးတယ်ဆိုရှေဖြူရောက်ချတာပြီးချင်းကလင်းတွေတွူပစ်လိုက်တာငနေချတော့မြန်ချတထောင်တော်နဲ့ထူးထုတ်ပစ်လိုက်တာကောင်းပေါင်းတို့ဆောင်းတောင်းဆောင်းတောင်းနဲ့ ပြေးသွားရောအဲ့ဒါသူတို့ပြေးပြီးမချဘူးဟင်းအင်းက happy birthday ဆိုတော့ဒူယူတို့နှိုက်ထုတ်လို့ ਨੇ သူကိုလည်းလက်ဆောင်တွေပေးကြတာမပေးတာဆိုလို့ဆိုးရွှေဖြိုးပဲရှိတယ်ဆိုးရွှေဖြိုးကသူ့ကိုဆရာကြီးဆိုတဲ့လူကညွန်ကြားချက်တွေပေးလို့ကဆတ်နဲ့နားထောင်နေတာသူတို့ခိုင်းကိုဖြိုးခွင်းဖို့ငနဲ့နဲ့တူတဲ့လူတယောက်ရောက်နေတယ်အဲ့ငနဲ့ကိုရှင်းပြီးကိုလားရွှေအောင်ဆောင်းပြီးတော့အတကိုနှိုက်ခိုင်းလိုက်တယ်တရင်ပြောတာပါအဲ့တော့ငနဲ့လည်းဘယ်လိုနှိုက်ရမလဲဆိုပြီးစိတ်ရှုပ်နေတာဟင်းကရောက်ချလာပြီလက်ဆောင်ပေးလို့ တင်းနေသေးတယ်အဲ့တော့ငနေလေ ဟင်းကိုချော်ပြီးဘာလို့ခြင်းလဲဘာလဲနဲ့သူများတွေရောဘာပေးလဲဆိုတော့ဒါပေးတဲ့ဆိုပြီးနှင်းစီပန်းကြီးပြလိုက်တော့ဝန်ကလေးကနှင်းစီပန်းကိုကြောက်ချမ်းဘာလို့ဆိုသူ့အတိတ်ကြောင့်ဒါနဲ့ဟင်းကိုစူဘူးချိန်ပေါင်းပြီးဒိုးချသွားရောပြီးတော့မချပါဘူးဆရာကြီးဆိုတဲ့သူကနှာခေါင်းလေးပဲပေါ်ပြီးဆရာတွေဆုတ်လို့နေတာဟိုပါသူကြတော့ကြောက်လို့နှာခေါင်းပဲပေါ်တယ်သူများကြအတော့ဆရာလို့ပြီးသူတို့အဖွဲထဲမှာတစ္ဆာဖောက်ရှိတာကိုရိုးရိုးဖော်လို့မရလို့အရက်တိုက်တာတစ္ဆာမဖောက်ရင်မလျှော့ဘူး ိုဖောက်ရင်ရှော့မယ်ဆိုတာဟိုကောင်လေးကလည်းယုံနေဟိုမှာအဲ့ဒါတခြားကောင်လေးကတောက်တယ်အလဲဝဲနဲ့ကောင်ကမတောက်ဖဲပြီးတော့တနက်နဲ့တီးထုတ်ပလေဒါသေရောဟိုမှာအလဲခွဲနှုံချအဲကနေဆိုးရွှေဖြိုးကဆိုးငွေဖြိုးတဲနေအိမ်ရောက်ချတာပြီးအဖွားကြီးကိုငနေရှိတဲ့နေရာမေးပြီးတော့ဘယ်နဲ့တီးမယ်လို့ဒါဟိုက ကိုလာရွှေဆိုတော့လှင်နေသူကြီးကိုဆက်မမိုက်တော့ဘူးနာချနာချလဲကျဲမလာဘူးဟိုကောင်ကအမြင် ဒါနဲ့ကိုလာချွေလေးပြောမရရင်ထုတယ်ဆိုပြီးနေစီပန်းနဲ့ ောင်းလာသွားတော့မှတစ်ချက်ပဲထုတ်ထုတ်ပြလိုက်တယ်မေ့သွားရောမေ့သွားတော့မှသူကစိုးရွှေပြောင်းတခါတည်းဆောင်းပြီးအဖွာကြီးကလည်းလူသောဘက်ကဟိုမှာရှုံးခံနေရပဲအဲ့ဒါရှုံးခံနေပါလေဆိုဝမ်ပူပူကိုလာဖမ်းသွားပြန်ရောဖမ်းရင်လည်းနိုင်ယုံပြီးတော့ကိုပါတီးထုံသွားလို့နိုင်ယုံပြီးတော့လည်းဒီတခါတော့ခွန်အားမဖြိုးမောက်တော့ပဲရောင်အကိုင်းသွားတယ်အဲ့တော့ဆုံးဝေဖြိုးလဲစိတ်မကောင်းစိတ်မကောင်းတော့နွားတော်မွေးရသေးဘူးဟင်းတို့ကအမမရှိခေါင်းမောင်းတို့နိုင်ပဲပြည့်စည်တဲ့ထက်လဲပြန်ရောလဲတော့လဲ ချကလိန်ပြီးသူတို့အဖွဲ့တွေကလာမာကငနေတဲ့မောင်နှမတွေဖြစ်နေလို့တစ္ဆာဖောက်သွားတော့ အင်းလေမြေတာမထောက်တော့ဘူးတခါတည်းတန်းတန်းနဲ့ပြေးအဲချင်းကိုလာရွှေတို့ကလည်းမိကိုတထောင်းထောင်းရောက်ချလာတော့ရှုပ်ကုန်ရောရှုပ်တော့ကြံတဲ့လူအကုန်သိဟင်းတယောက်ပဲကြံနေကြံတော့သိုးဝေဖြူကသိုးရွှေဖြူရောက်ဆောင်းပြီးသိုးအိတ်နဲ့ညီမလေးရဲ့သိုးအိတ်နဲ့လှူရင်ကဟိုကနှင်းစီပန်းဖို့ပါတဲ့ပိုစတာကင်တာသူက over ထားလို့ပြီးအဲ့ပုံမှာကြောက်ပြနေတော့ဟင်းအင်းလည်းမယုံတော့ဘူးမယုံတော့ဝါဘူးဘူးတို့အိမ်ဒိုးချလာဝါဘူးဘူးအမကသူ့အမေဖြစ်နေတာဟိုမှာဘာမှမသိ ဘူးအဲ့ဒါဘာမှလည်းမသိသေးတော့သုံးဝေဖြိုးကနိုင်ရုံပြီးတောင်းတဲ့အစင်ပြေပြီးခြာစည်းရိုးတွေပါစောက်တော့မင်းသူဘွားလုံးကျော်ဆိုပြီးဆိုတော့ဟင်းကဦးနုနွားကျုံမာကျုံတော့တအားပြုံးအောင်သုံးဝေဖြိုးကပဲထပ်ဘူးထုတ်ပြလိုက်ပြေရောဟိုမှာတကောင်လေးကိုပတ်ရှုံနေတာအဲ့ဒါရှုံနေရင်ကမှငနေကပြစ်စာတွေဖိတာမြင်သွားပြီးဆရာကြီးကိုသွားတိုင်း သွားတိုင်တော့ဆရာကြီးကငနေကိုပညာဆန္ဒပလင်းကိုတနက်တယောက်တစ်ချက်ပြင်းပြတော့သုံးငယ်ဖြိုးပဲတည်တယ်အဲကနေမချေနှက်ပြန်ဘူးချက်ကလေးနေပါ ထတူခိုင်တော့လေသိုးငွေဖြိုးပဲဒါပေမဲ့သိုးရွှေဖြိုးကဘယ်သားငလဲကညာတန်ဆိုတော့ငလဲကိုလာရွှေဆိုတာတီးပြီးသူကိုတနားနဲ့ဆော်မယ်လို့တာတတော်စားကကိုလာရွှေဖြစ်နေတော့သူဆော်ထုတ်ပြီးမှသိုးငွေဖြိုးလဲလွတ်ပြီးကိုလာရွှေတို့ပဲပါရောက်လာတော့အပြန်လန်တွေပြေကြခါကြရင်ဟင်းဟင်းဖန်းခါလိုက်ရတယ်အဲ့ဒါဟင်းဟင်းအဖန်းခါတော့ဆရာကြီးကနိုင်ရုံးပြီးတော့ကိုတခါတစားကန်လုတ်ပြန်ရောလုတ်တော့သိုးငွေဖြိုးကလက်နဲ့ချမယ်လို့တာတတော်စားကိုလာရွှေကတီးတယ်အဲဆရာကြီးကဝါဘူးဘူးဆိုမှ ဟာရင်တောက်ကျွတ်တွေဖြစ်ပြီးဆရာကြီးလက်ဖန်ခါသုံးငွေဖြူကလည်းလူစိုးရိုက်လို့မသေးပဲနာယိုမီတောက်နေပဲအသက်ထဆုံးတီးထုံသွားရင်ပြီးဆုံးတော့ပြီပေးချင်တဲ့ message ကတော့ခွန်အားဖြိုးမောက်ချင်ရင်နာယိုမီတောက်ပဲအသုံးထိကြပါလို့အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ